ရာဆရာ3တလက်ပေးထားတဲ့လင်မယား2ယောက်ခင်မုန်းဖြစ်သူကအလုံးမရှိလို့အတူတူပြန်နေနေတာကိုကျွေးမွေးပေးကမ်းလို့ရလားဘယ်လိုတက်ရောက်မှုရှိလဲသိကြပါလေအဲ့တော့3တလက်ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့သတိထားမှာကဒီလင်မယားကလုံးဝအပီးပိုင်ပြတ်ဆဲသွားပြီဘာမှပတ်သက်မှုမရှိတော့ဘလောက်ထိပတ်သက်မှုမရှိဘူးလဲဆိုရင်တာမိုင်းဒစိမ့်တယံစားတဲ့ပိုတဲ့ပတ်သက်မှုတို့တို့မှာဟိုမရှိတော့ဘူးပေါ့နော် သူတို့ရဲ့ကွာဟမှုကတအားကိုကြီးမားသွားပြီအဲ့ဒီအတွက်ကြောင့်သုံးတလပြီးပြီးသွားပြီဆိုရင်ပြီးသွားပြီဆိုရင်ပထမအဦးဆုံးတာဝန်ရသူတို့နှစ်ယောက်ကိုခွဲပြီးတော့ပဲနေခိုင်းရမယ်အကိသူတို့နှစ်ယောက်ကအတူတူနေမယ်ဆိုရင်လည်းပဲသူတို့နဲ့ပတ်သက်ပြီးတော့ဩဇာညောင်းနဲ့ပါဝင်ခြင်းမှာလူကြီးသူမတွေရှိတယ်ဆွေမျိုးသားချင်းတွေမှာရှိတယ်ဆိုလို့ရှိရင်ဒါသူတို့ကဖိအားပေးပြီးတော့မှသူတို့ကိုခွဲပြီးတော့နေခိုင်းရအကယ်၍အဲ့လိုမျိုးတားနေတဲ့ကြားတွေက သူတို့ဟာအကြောင်းပြချက်အမျိုးမျိုးနဲ့အတူတူပြန်နေတယ်ဆိုရင်ဒါကတော့လုံးဝရှရီယတ်ကတားမြစ်ထားတဲ့အမှုကိုချိုးဖောက်တဲ့အတွက်ကြောင့်သူတို့ကိုအဲ့လိုနေနေတဲ့ကာလမှာအဆက်ဖြတ်ထားခွင့်တော့ရှိတယ်သူတို့ကိုကျွန်တော်တို့အဆက်ဖြတ်ထားလိုက်ရမယ်ဆက်ဆံလို့မရအဲ့ဒီအတွက်ကြောင့်အခုနမေးထားတဲ့မေခွန်းရှင်ကသုံးတလပေးပြီးတော့မှကောင်းစဉ်အမျိုးမျိုးပေါ့အခက်ခဲဖြစ်တယ်ဘာဖြစ်တယ်သူတို့အတူတူပြန်နေတယ်ဆိုရင်အဲ့လိုလင်မယားကိုထောက်ပံ့ဝင်မရှိဘူးတွားပြီးတော့သူတို့ထောက်ပံ့တာဟာ သူတို့အတူတူနေတာကိုအားပေးအားမြောက်ပြုရကြတယ်။အဲသူတို့ထောက်ပံ့ခြင်းဘာလို့ပါမလဲ။နှစ်ယောက်စလုံးပြောမှာမင်းလည်းတက်တက်နေ၊အင်းလည်းတက်တက်နေ။အဲ့လိုနှစ်ယောက်ခွဲပြီးနေပြီးတဲ့နောက်ပိုင်းမှာထောက်ပံ့မယ်ဆိုရင်ထောက်ပံ့ဝင်ရှိတယ်။အတူတူနေနေတဲ့ဥစ္စာကိုသွားပြီးထောက်ပံ့တယ်ဆိုရင်တော့သူတို့ကတရားတော်နဲ့စန့်ကျင်မဲ့အမှုကိုကျူးလွန်နေတဲ့ကိစ္စကိုခရီးကပြန်ပြီးတော့မှအဲ့ဒီပေးကမ်းတဲ့သူကအားပေးကူညီရရောက်တယ်။ဒါလုံးဝရှောင်ကျဉ်ရမယ့်ကိစ္စတစ်ခုဖြစ်တယ် ဆရာအခုမေးမယ်မေးကွန်းကမေးသူအောင်ဆိုတဲ့အကောင့်ကနေပြီးတော့မေးတာလားဆရာဆွန်နတ်မဖတ်နိုင်လို့ဖရက်စ်ဘဲဖတ်ပိုင်ခွင့်ရှိပါသလားအဲ့တော့ဆွန်နတ်ကကျွန်တော်တို့ဖရက်စ်ဒီနဲ့တွဲဖတ်တဲ့ဆွန်နတ်နှစ်မျိုးရှိတော့ဆွန်နတ်တိမုအကဒါနဲ့ဆွန်နတ်တိကဲရုအကဒါဆွန်နတ်တိမုအကဒါကတော့တအားကိုအလွန်တရာမှလေးနဲ့တဲ့အရာတွေဖြစ်တယ်ကျွန်တော်တို့အလေးနဲ့ထားပြီးတော့မှကျွန်တော်တို့အကောင့်ထဲပို့ရမယ်မဖြစ်မနေကျွန်တော်တို့ဒီရောက်ဖတ်ရအောင် တစ်ခါတစ်ခါမှတိတ်ပြီးတော့အရေးကြီးတဲ့ကိစ္စတွေပေါ်လာလို့မလွဲသာမရှောင်တာလို့ပေါ်လာတဲ့အရေးကိစ္စတွေကနေလွဲဂျန်တဲ့အခြေအနေမျိုးမှာဆွနတိမှုအကတ္တအလုံးမှာလှုပ်ခွင်မရှိအကဲလူတယောက်ကဆွနတိမှုအကတ္တအဲ့လိုအလေးအထားတစ်ခုအနေနဲ့သူကလွတ်လိုက်တယ်ဆိုရင်တော့ဒါသူ့ပုံမှာအပြစ်ထိုက်တယ်ကွန်နာထိုက်တယ်ဒါကတော့ဆွနတိမှုအကတ္တဆွနတိဂဲရ်မှုအကတ္တကကြတော့ကျွန်တော်တို့ဆွနတိမှုအကတ္တလောက်ဝေပြူရတဲ့နေရာမှာအဲ့လောက်လေးနက်မှု ရှိဘူး။ဒါပေမဲ့လည်းပဲသူ့မှာလည်းရှိတင်တဲ့လောက်လေးနဲ့မှရှိပြီးသားပဲ။တခါတည်းရင်ကျွန်တော်တို့လွတ်မယ်ဆိုရင်တော့ပြဿနာမရှိဘူး။ဒါပေမဲ့အဲ့ဒီဆွန်နတိဂိုင်းမှုအကတာကိုလည်းပဲကျွန်တော်တို့ကလွတ်တယ်ဆိုတဲ့အလေးတခါအလေးအထားတခုလုတ်လိုက်ခြင်းရလည်းပဲ။ဒါလည်းတင့်တော်တဲ့လုတ်တင်လုတ်အပ်တဲ့အလေးအထားတခုမဟုတ်ဘူး။ဒါလည်းကျွန်တော်တို့ရှောင်ကျင်းရမှာဖြစ်တယ်။ဆရာအခုမေးမဲ့မေးခွန်းကကိုကြော်ကြော်ဆိုတဲ့အကောင့်ကနေပြီးတော့မေးတာလား။ဆရာငွေနဲ့ပတ်သက်ပြီးတော့ တိုက်ခန်းရောက်မှုပေးထားတဲ့ဆေးရံငွေကိုဝယ်သူဘက်ကမဝယ်ယူပြစ်လို့ဆေးရံငွေကိုအရှုံးခံလိုက်တယ်။ရောင်းသူဘက်ကလည်းအဲ့ဒီငွေကိုအခြားသူကိုပေးလိုက်တယ်။အဲ့လိုပေးလို့ရလား။ရတဲ့သူကရောအဲ့ဒီငွေကိုသုံးဆွဲခြင်းရှိလား။အဲ့တော့ဆေးရံငွေဆိုတာတော့ကျွန်တော်တို့အစ္စလာမ်တာရနာဝင်နေအနေနဲ့ပေါ့။အယောင်ဝင် လုပ်တဲ့နေရာမှာဆေးရံငွေကိုအဟန့်သဘောအနေနဲ့ပဲကျွန်တော်တို့ယူခွင့်ရှိတယ်။သဘောကစာချုပ်ထဲမှာတော့ကျွန်တော်တို့ထည့်ချုပ်ထားမယ်။ မင်းဒီအယောင်းပဲဖြတ်လို့ရှိရင်မင်းစီရင်တိတ်မယ်ပါညာဆိုပြီးတော့အဟံတဘောအနေနဲ့ပဲကျွန်တော်တို့လှုပ်ခွင့်ရှိတယ်တကယ်တမ်းလက်တွေ့ဘဝမှာဒီဆေးရငွေယူပြီးတော့အယောင်းဝယ်ပြတ်သွားတဲ့အခါကျလို့ရှိရင်အဲ့ဆေးရငွေကိုကျွန်တော်တို့တပြားတစ်ချက်မှယူခွင့်မရှိဘူးစားသုံးခွင့်မရှိဘူးအဲ့ဒီတိုင်းမှာတခြားလူကိုလည်းကျွန်တော်တို့ပေးကမ်းခွင့်မရှိဘူးအယောင်းဝယ်ပြတ်သွားပြီဆိုတဲ့အတွက်ကြောင့်ဒီဆေးရငွေဟာခုနဝယ်ထားတဲ့လူဆေးရချထားတဲ့လူရဲ့ပိုင်ဆိုင်မှုဖြစ်တယ် ကျွန်တော်တို့မဖြစ်မနေသူ့ကိုပြန်ပေးဖို့တောင်းရှိတယ်။သူ့ဘက်ကအရှုံးခံလိုက်ရင်လည်းပဲကျွန်တော်တို့မရအောင်သူ့ကိုပဲကျွန်တော်တို့ပြန်ပေးရမှာဒါကျွန်တော်တို့ရဲ့တာဝန်တစ်ခုပဲ။အဲ့ဒီအတွက်ကြောင့်တခြားလူကိုလည်းပေးခွင့်မရှိဘူး။အကိယူတဲ့လူကလည်းပဲငါ့ကိုပေးနေတဲ့ပတ်စံကတဦးတယောက်ရဲ့စီရင်ငွေပါလားဆိုတာသိတယ်ဆိုရင်သူလည်းယူခွင့်မရှိဘူး။